အလိုအလိုမမင်္ဂလာပါဒီနေ့မှာတော့ promo diamond နဲ့အဝယ်သင့်ဆုံး skin 10កောင်းနဲ့ happy rock ဖောက်ချင်တဲ့သူတွေအတွက်ဈေးသက်သာဆုံးဘယ်လိုမျိုးဖောက်အောင်လဲဆိုတဲ့ဟာလေးကိုပြပြပေးသားမှာပဲဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့စိတ်ဝင်စားရဆိုရင် video လေးကိုဆုံးဖြတ်ကြည့်ဖို့တော့ကိုပြောချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားကြဖို့တော့ကိုတောင်းဆိုချင်ပါတယ်โอเคဒါဆိုရင်တော့ video လေးကိုစားလိုက်ကြရအောင် ဒီတစ်ခေါက် promo time ကို event မှာဆိုရင်တော့ bro အနေနဲ့ရွေးချယ်စရာတွေအများကြီးရှိတယ် bro အနေနဲ့ skin တွေပဲဝယ်မလားအမမောင်အင် epic record ပဲဖောက်မလား epic record ဖောက်မယ်ဆိုရင်လည်းအခုမှအသစ်ထွက်ထားတဲ့ epic record ကိုဖောက်မှာပဲဖြစ်ပါတယ်ပြီးတော့ bro အနေနဲ့ event တွေမှာလည်းပါဝင်ကန်ဆန်းလို့ရပါတယ်ဘယ် event တွေမှာပါဝင်ကန်ဆန်းလို့ရလဲဆိုတော့ ဆလီနာရဲ့ဇင်နစ်စကင်နဲ့ Ever Legend စကင်တို့မှာပါဝင်ပြီးတော့ပြန်ဆန်းလို့ရပြီပါပဲဖြစ်ပါတယ်။အဲ့ event နောက်ခုထဲမှာကျွန်တော်ကတော့ Ever Legend စကင် event ကိုပို့ပြီးတော့လှည့်ဖို့အတွက်ကိုအကြံပေးခြင်းပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့မလာတာကြာပြီဖြစ်တဲ့ Chance Stand စကင်ကအဲ့ event မှာပြန်ပြီးတော့ပါဝင်လာတာပဲဖြစ်ပါတယ်။အဲ့တော့ bro အနေနဲ့နောက်နောက်မရခြင်းဘူးဆိုရင်တော့အဲ့ event ကိုပါဝင်ပြီးတော့ကန်ဆန်းဖို့အတွက်ကို ပြောခြင်းပါတယ်ဘရိုအနေနဲ့ဘယ်လိုလက်ရမလဲမသိဘူးဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုရဲ့ description လေးမှာလှည့်နေဗီဒီယိုလေးကိုလင့်လေးချပေးရပါမယ်အဲ့ရည်ပြီးတော့သွားပြီးကြည့်ပြီးတော့လှည့်ဖို့တော့ကိုပြောခြင်းပါတယ်အဲပြီးတော့ကျွန်တော်ရဲ့ channel မှာလည်း diamond တွေလာရောက်ဝယ်ယူနိုင်တယ်ဆိုတော့ကျွန်တော်ပြောခြင်းပါတယ်ကျွန်တော်ရဲ့ telegram တွေပြီးတော့ weekly bet တစ်ပတ်ကို6000နဲ့လာပြီးတော့ဝယ်ယူနိုင်ပါတယ်အဲ့တော့ဒီ telegram channel link ကိုလည်းဒီဗီဒီယိုရဲ့ description လေးမှာချထားပေးပါမယ် တော့ယုံကြည်စိတ်ချစွာလာရောက်ဝယ်ယူနိုင်တယ်ဆိုတဲ့အကြောင်းကိုဒီအရည်ပြောပြောချင်ပါတယ်။ကဲဒါဆိုရင်တော့ base skin တွေဝယ်သင့်တယ်ဆိုတာကိုကျွန်တော်စပြီးတော့ပြောလိုက်ကြရအောင်။ပထမအဆုံးအနေနဲ့ရွေးချယ်စဉ်ဆုံး skin ကတော့ဒီ Benedetta ရဲ့အခုမှအသစ်ထွက်ထားတဲ့ skin တွေပဲဖြစ်ပါတယ်။ဒီ skin ကဆိုရင်တော့အခုမှအသစ်ထွက်ထားဖြစ်သလို skin fat တွေနဲ့ mite တွေမှာပါတယ်။အဲ့တော့ bro အနေနဲ့ဒီ skin ကိုတော့ရွေးချယ်သင့်တယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်။အဲ့ဒါဆိုရင်နောက်တစ်ကောင်ဆက်ပြီးတော့ကြည့်လိုက်ကြအောင်နောက်တစ်ကောင်ကတော့ bread ပဲဖြစ်ပါတယ် bread ရဲ့ဒီ skin ရဆိုရင်လည်းထွက်တာမကြသေးဘူးအဲ့တော့ bro အနေနဲ့ ဒီစကင်ကိုလည်းရွေးချယ်သင့်တယ်ပြီးတော့စကီရဖက်တွေကလည်းခုနကအောင်လို့ပဲမိုက်တယ်အဲဒီ hyper player လေးဆိုရင်တော့ brock ကိုရွေးချယ်ဖို့တော့ကိုပြောချင်ပါတယ်ကဲဒါဆိုရင်တော့နောက်တစ်ကောင်ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်နောက်တော့အနေနဲ့ကတော့လောင်ယူပဲဖြစ်ပါတယ်။လောင်ယူရဆိုရင်လည်းဒီစကင်က quality လို့လို့ဘာလို့လို့တော့ဖြစ်နေပါတယ်။ skill effect တွေကလည်းမစိုးလို့တော့ပြောလို့ရတယ်။ intro animation ကလည်းဘယ်လိုအခုမြင်တဲ့အတိုင်းပဲမိုက်ပါတယ်။ဒီစကင်ကကြာပြီဆိုပေမဲ့ကောင်းပါသေးတယ်။ ဲ့တော့ဒီ skin ကိုလည်းဝယ်ဖို့ကြံပေးခြင်းပါတယ်နောက်တော့ကောင်အနေနဲ့ကတော့ Twizzler ပဲဖြစ်ပါတယ်ဒီ Twizzler skin အရဆိုရင်တော့နည်းနည်းလေးတော့ကြာပြီဒါပေမဲ့မစိုးဘူးမိုက်တယ်လို့တော့ပြောလို့ရတယ်အဲ့တော့ bro အနေနဲ့ Twizzler skin ကိုလည်းဝယ်ယူဖို့အတွက်စဉ်းစားနေပါတယ် EAB လိမ့်တာလေဆိုရင်တော့ Twizzler skin ကိုယူဖို့အတွက်ပြောခြင်းပါတယ်နောက်တော့ကောင်ကတော့ Pasha ပဲဖြစ်ပါတယ်ပါရှာရဲ့ဒီစကင်ကလည်းခုနကတော့လောင်ရဲ့စကင်ကိုပဲ collector လို့လို့ပါလို့လို့ဖြစ်နေပါတယ်အဲ့တော့ main player တွေဆိုရင်တော့ဒီပါရှာရဲ့စကင်ကိုလည်း ယူဖို့တော့ပြောခြင်းနဲ့ပြီးတော့အခုကလည်းပတ်ထားတာဆိုတော့ဖာရှာကိုယူဖို့တော့ကိုပြောခြင်းပါတယ်။ကဲဒါဆိုရင်နောက်တစ်ကောင်အနေနဲ့ကတော့ Gay Player လေးတို့က Rafaela ရဲ့ဒီ Luna Skin လေးပဲဖြစ်ပါတယ်။ဒီ Luna Skin လေးကလည်းအစိုးကိုအခုမှအသက်ထွက်ထားတာဆိုတော့ Bro အနေနဲ့ဝယ်ဖို့တော့ကိုပြောခြင်းပါတယ်။ကဲဒါဆိုရင်နောက်တစ်ကောင်ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်။နောက်တစ်ကောင်အနေနဲ့ကတော့ Curry ပဲဖြစ်ပါတယ်။ Curry ရဲ့ဒီ Skin ကလည်းကြာပြီဆိုပေမဲ့ Skin Effect တွေကမိုက်ပါတယ်။အဲ့တော့ Bro အနေနဲ့ Open 4ဖြစ်တဲ့ဒီ Curry ရဲ့ စကင်ကိုယူဖို့တော့ကိုပြောချင်ပါတယ်။အဲဒီစကင်ကိုတော့ကိုလိမ့်လာရည်အနေနဲ့ဦးစားပေးပြီးတော့စဉ်းစားသင့်ပါတယ်။အဲတော့နောက်တစ်ကောင်အနေနဲ့ကတော့ကလင်းပဲဖြစ်ပါတယ်။အဲဒီကလင်းစကင်ကလည်းကြာတော့ကြာပြီ။အဲကရီတော့တော့မလာဘူးဆိုပေမဲ့ဒီကလင်းစကင်လည်းမစိုးပါဘူး။အဲတော့ဘရိုအနေနဲ့ကလင်းပလေးယာလေးဆိုရင်တော့ကလင်းကိုယူပြီးတော့ကရီပလေးယာဆိုရင်တော့ကရီကိုယူဖို့တော့ကိုပြောချင်ပါတယ်။ကဲဒါဆိုရင်နောက်တစ်ကောင်ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်။နောက်တစ်ကောင်အနေနဲ့ကတော့ခေါ်ရဲစိုက်ပါစကင်ပဲဖြစ်ပါတယ်။ဒီစကင်ကဆိုရင်လည်းမစိုးပါဘူး။ အဲ့တော့ bro နေတဲ့ core ရဲ့ဒီ skin ကိုလည်းစဉ်းစားဖို့တော့ကိုပြောချင်ပါတယ်ဒီ skin ကလည်း effect တွေလည်းမစိုးဘူးဒီ intro animation ကလည်းမစိုးပါဘူးနောက်တစ်ခေါက်အနေနဲ့ကတော့ main ရဲ့ဒီ skin ပဲဖြစ်ပါတယ်အဲဒီ skin ကဆိုရင်တော့ရှေ့ကကျွန်တော်ပြောခဲ့တဲ့တောင်ကြီးနဲ့ပါရှာလိုပဲ color တာလိုလိုပါလိုလိုဖြစ်ပါတယ်အဲ့တော့ဒီ skin က intro animation မှာလည်းလှပါတယ်အဲ့တော့ bro အနေနဲ့ဒီ skin လေးကိုဝယ်ယူဖို့တော့ကိုလည်းစဉ်းစားတတ်ပါတယ် ကဲဒါဆိုရင်တော့ bro အနေနဲ့ skin တွေဘယ် skin တွေကိုဝယ်ရမလဲဆိုတာကိုကြည့်လာပြီးတော့ထင်ပါတယ်။အဲနောက်ထပ်တစ်ခုအနေနဲ့ကတော့ bro အနေနဲ့ skin တွေဝယ်ခြင်းကို epic record ဖောက်ခြင်းလဲဆိုရင်တော့ကျွန်တော်ဘယ်လိုဖောက်ရမလဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးပါမယ်။ epic record ဖောက်မဲ့လူတွေတော့ကတော့အခု pattern လေးအတိုင်းဖောက်ကြည့်ဖို့တော့ကိုပြောချင်ပါတယ်။ဒီ pattern ကဘယ်လိုလဲဆိုတော့ server id ပြင်းနေစာရင်683နှစ်6ခါတစ်ကြိမ်8ခါတစ်ကြိမ်3ခါတစ်ကြိမ်2ခါတစ်ကြိမ်ဆိုပြီးအဲ့လိုမျိုးလှည့်သွားရမှာပဲဖြစ်ပါတယ် ဒီပတန်နေကတော့အဲတေချာပေါက်ကြီးမှန်တယ်ဆိုတော့မဟုတ်ဘူးအဲဘယ်လိုပဲဖြစ်ဖြစ်ဘရိုအနေနဲ့ရှောက်လဲနေမှာစာဒီလိုလေးလှည့်ကြည့်တာတော့ပောက်ဖို့ရာခိုင်နှုန်းပိုများပါတယ်အဲ့တော့ဒီလိုလေးလက်ကြည့်ဖို့လည်းပြောချင်ပါတယ်ကျွန်တော်ကဒီမှာပြရတဲ့အတိုင်းပဲ server ID ဘယ်လောက်နဲ့ဆိုင်ရမလို့လက်ရမယ်ဆိုတဲ့ဟာတွေအကုန်လုံးပြတာပါတယ်အဲ့တော့ bro အနေနဲ့ data လေးကိုကြည့်ပြီးတော့လက်မယ်ဆိုရင်တော့ diamond တက်တာတယ်မယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်နောက်တော့မြင်ရချင်ဆိုရင်တော့ update record မှာ promo diamond တွေကိုလုံးဝမသုံးဖို့တော့ကိုပြောချင်ပါတယ် ကဲဒါဆိုရင်တော့ bro အနေနဲ့ promo time ကိုဘယ်မှာသုံးပါလဲဆိုတဲ့ဟာကိုကျွန်တော်ရဲ့ TV ရဲ့ comment လေးမှာရေးခဲ့ပေးကြပါအောင်အဲ့တော့ကျွန်တော်ရဲ့ video တွေကတော့ဒီနေ့တော့ဒီကောက်ပါပဲဆုံးဖြတ်ကြည့်ပေးတဲ့ကြောက်ချင်းကြံကိုကျေးဇူးတင်ပါတယ်နောက် video မှာဆက်လက်ဆုံးဖြတ်ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်